ဆရာဒေါက်တာဖြိုတီဟာရဲ့စာများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။ကမ္ဘာငယ်လေးကိုကာကွယ်ပေးဖို့ဆိုတာလေးကိုဖတ်ပြချင်ပါတယ်။ဒီစာကိုဖတ်ရွှေခွင့်ပြုပါရန်လဲဆရာအာလီစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီမနက်အီရန်အစ္စရေးစစ်ပွဲတဲ့အမေရိကန်စပါလာပြီဆိုတဲ့သတင်းကိုကြားတော့80-20စီမင်း80-20 rule လို့လူသိများကြတဲ့ Pareto principle ဆိုတာကိုသတိရမိတယ်။ ဘောဂဗီရာဘက်ကနေထွက်ပေါ်လာပေမဲ့ခုနောက်ပိုင်းမှာတော့ဒီသဘောတရားကိုနေပင်အနှံ့မှာပြောဆို သုံးစွဲနေကြပါပြီ။အနုပညာဟာလူသားတွေရဲ့အတွင်းစိတ်ထဲတည်ထိုးဖောက်နေရယူနိုင်စွမ်းရှိတယ်။လှုပ်နှိုးနိုင်စွမ်းရှိတယ်။လူတွေရဲ့ကိုခြင်းတိတ်ခါစံတန်ပိုးစိတ်နေစိတ်ဓာတ်တွေကိုပဲ့ပြင်ပေးတယ်၊နူးညံ့စေတယ်၊လှပစေတယ်။ဒါကြောင့်လူတွေကိုမှိုင်းတိုက်ခြင်း၊ဝါဒဖြန့်ခြင်းရင်လဲအနုပညာကိုအသုံးချကြတယ်။လူအများစွာရဲ့နှလုံးသားတွေစီ ြန့်နှံ့ရောက်ရှိသွားဖို့ကိုလည်းအမှုပညာကိုအသုံးပြုကြတယ်။ကျွန်တော်သဘောချမိတဲ့သချင်းတွေတဲကဆိုရင် We are the world marketers in ဆိုထားတဲ့ Heal the world now Black Eyed Peas အဖွဲ့ရဲ့ Where is the love ေကောင်းနဲ့ပေါ်လာသလားပေါ့တခြားသချင်းတွေလည်းရှိအောင်မယ်။ရုပ်ရှင်တွေဝိထုတွေအပြားတွေမြောက်များစွာရှိတဲ့နောက်ထပ်လည်းထွက်ပေါ်လာလေအောင်မယ်။စစ်ပွဲတွေရက်ဖို့ငြင်းချမ်းဖို့တရားကိုတရားစာနာကူညီဖို့စတာတွေအတွက်ရည်ရွယ်ပြီးတော့ဖန်တီးခဲ့ ဖန်တီးထားကြတဲ့အမှုပညာတွေသို့တော့ကမ္ဘာကြီးကတကယ်ပဲငြိမ်းချမ်းသွားသလားအကျဉ်းတော်တရားတွေတိုးမြင့်လာသလားပို့ပြီးတော့လှပလာသလားဆိုရင်တော့ကျွန်တော်တကူစားရကောင်းမဲကောင်းမိပါလိမ့်မယ်တိုးတက်လာသလိုနဲ့ဆုပ်ယုပ်သွားတယ်ယဉ်ကျေးလာသလိုနဲ့အယိုင်းဆန်လာတယ်မျိုးရွှင်စရာကောင်းသလိုနဲ့အတွင်းစိတ်မှာပူလောင်နေရတဲ့ကမ္ဘာကြီးဖြစ်လာတယ်ခုနှစ်က80 20စီးမြင့်နဲ့ပြန်ပြောရရင် ့20ရာခိုင်နှုန်းသောလူအုပ်စုရဲ့လက်ထဲမှာငင်းချမ်းရေးစီပါရေးလူမှုရေးစတဲ့ကမ္ဘာအရေးအရာတွေရဲ့80ရာခိုင်နှုန်းလောက်ကရောက်နေလို့ပဲကမ္ဘာမှာအင်အားကြီးတဲ့ခေါင်းဆောင်တစုရဲ့လုံရက်ဆုံးဖြတ်ချက်တွေပေါ်လိုက်ပြီးတော့ကြီးစွာသောအပြောင်းအလဲတွေ ဖြစ်ရတယ်။ကောင်းသွားတာတွေရှိတယ်လို့ဆိုးသွားတာတွေလည်းရှိတယ်ဆိုလိုတာကအဲကျွန်တော်တို့လူမှာအကျဉ်းနာတရားရှိလို့ကျွန်တော်အနီးနာကလူတွေလောက်ပဲကောင်းကျိုးရလိမ့်မယ်။အင်အားကြီးနိုင်ငံတခုရဲ့သမ္မတကသာစစ်ပွဲတွေရက်စီခြင်းနဲ့ အငင်းငင်းကြီးတကယ်လို့လာတယ်ဆိုရင်တော့လူပေါင်းများစွာ ချမ်းသာရရနိုင်မှာပေါ့ခက်တာကအဲ့ဒီ20ရာခိုင်နှုန်းသော လူတွေဒီလိုပါဝါရှိတဲ့နေရာကိုရောက်လာတယ်ဆိုကြတဲ့ကူကအချင်းနာတရားတို့အများအကျိုးတို့ကိုခြေပြုပြီးရောက်လာကြတာမဟုတ်ဘူးပါဝါကိုမတ်မောတဲ့စိတ်ကိုအခြေခံအကြံပြူရာမဲအရေးမကြည့်ဘူးကြွက်မိဖို့သာလိုရင်းဆိုတဲ့မူတွေနဲ့မူမှန်အရေးချင်းတွေ တော်မှုတတ်မှုတွေထက်ပေါင်းပြီး ရောက်လာကြတာဖြစ်တယ် ဘယ်နုပညာကမှသူတို့ကိုနူးညံ့လာအောင်လုပ်လို့မရဘူးအာနာဖာပါမဲ့မောမှုတွေရော့ချသွားအောင်စွမ်းဆောင်မပေးနိုင်ဘူးအဲ့လိုနဲ့ပဲကဘာကြီးကတပြေပြေဆုပ်ယုပ်လာတော့တာပါပဲလွန်ခဲ့တဲ့၄-၅ရက်လောက်ကပဲစီရော်နယ်တို့ကဒေါ်နယ်ထရမ့်စီဂျာစီလက်ဆောင်ပေးတဲ့ Plain for Peace လို့ရေးပြီးလက်မှတ်ထိုးပေးလိုက်တဲ့သူရည်ရွယ်တာကတော့လက်ရှိစစ်ပွဲအတွက်မဟုတ်ဘူးဥရောပနဲ့အမေရိကန်ကြားအပြုသဘောဆောင်တဲ့ ေါင်းစည်းမှုတွေအတွက်လို့ဆိုလိုတဲ့တိတ်မကြဘူးအခုအီရန်ကိစ္စမှာအမေရိကန်ဝင်းပါလာရောဥရောပနဲ့ပတ်သက်လို့လည်းရန်ကားလို့ရရင်ရန်ကားအုံမဲ့သဘောမှာရှိနေတာအလုံးအသိပဲစီယူရိုနယ်ဒိုဆိုတာကမ္ဘာပေါ်မှာလွှမ်းမိုးမှုအကြီးမားဆုံးအားကစားသမားတွေထဲကတစ်ယောက်သူ့ရဲ့ message ကတောင်ဒီ20ရာခိုင်နှုန်းပေါ်မှာတက်ရမှုတိတ်မရှိဘူးပြောရမယ်တကယ်တော့သူတို့လိုကစားသမားတွေရဲ့ပုံရိပ်ကလည်း80ရာခိုင်နှုန်းအပေါ် လမ်းမောနိုင်မှုပါဝါဖို့ဖြစ်တဲ့20ရာခိုင်နှုန်းရဲ့အတုံးချခံဖြစ်နေကြတာပဲများတာပါအားကစားဆိုတာလည်းအမှုပညာလိုပဲကိုလူတွေပေါ်မှာအဲလွမ်းမောနိုင်စွမ်းရှိမှန်းသိတော့လူတဲ့ကဆွဲယူသုံးကြတာ20ရာခိုင်နှုန်းသောလူပုဂ္ဂိုလ်တွေဆိုတာမှာနိုင်ငံကောင်းဆောင်တွေကိုလည်းပဲပြေးပမြင်စေခြင်းမူ အဲကျွန်တော်တို့ရဲ့နေစဉ်ဘဝအထိပါချုပ်ကန်ချဲ့လန်နေတဲ့သူတွေရှိသေးတယ်။ဘယ်သူတွေလဲဆိုတော့ဤပညာလောကရဲ့ထိတ်ခေါင်တွေပေါ့။အဲကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့တက်ပို့သိတယ်။ဒီတဲကနေထွက်မရအောင်ရုံးမရအောင်လောက်ထားတဲ့အယူအဆတစ်ခုအတွေးအမြင်တစ်ခုထည့်ပေးလိုက်ခြင်းသလား။အဲသွေးစုစည်းခြင်းသလားပတ်စံသုံးစည်းခြင်းသလားအကုန်ရတယ်။အကုန်လုံးကသူတို့လက်ထဲမှာပဲရှိတယ်။ခစ်တွေတိုးတက်လာရဝိတုပစ္စည်းတွေထွန်းကားလာဆိုရှယ်မီဒီယာတွေအားကောင်းလာတော့ပေါ်ယံကြီးလာရင်ပျော့စရာ ပိုကောင်းလာတယ်ထင်ရတယ်။အတကယ်တမ်းကျတော့အတော်မတန်နိုင်တော့တဲ့လူချင်းတမ်းမတ်မှုတွေအသူများနဲ့နှိုင်းရှင်မိပြီးကိုယ့်ဘဝကိုသိမ်းနေတာတွေအဲဒီကမှနေတစင်ဖြစ်လာတဲ့မနာလိုမှုတွေအမုန်းတရားတွေဘာထိန်ကုန်းမှမရှိဘဲပြောချင်ရပြောရေးချင်ရရေးခွင့်ရနေတာတွေဒါရီယာခစ်တဲ့တိုးတက်မှုနောက်ကနေကပ်ပါလာတဲ့ဆုပ်ယုပ်မှုတွေဖြစ်တယ် ကဘာမာရောမြန်မာပါပါအစိတ်တောက်ဆန်တဲ့လူတွေနဲ့မှကြီးလာတာတော့အံ့ဩကြတယ်အတကယ်အံ့ဩရမှာကဧည့်သည်လို့အစိတ်တောက်ဆန်တဲ့လူတွေကိုမှအားပေးနေကြတဲ့လူအုပ်ကြီးရှိလာတာကိုပဲတခါတလေတကက်ကိုနားမလည်နိုင်အောင်ဖြစ်ရတယ်ဒီဘေးထွက်ဆိုးကျိုးတွေကိုမသိဘူးလားဆိုသိတယ်ဒါမဲ့တားနိုင်လားထိနိုင်လားဆိုတော့ဒီခင်ဗျားလည်းမတားနိုင်ဘူးကျွန်တော်လည်းမထိနိုင်ဘူးအဲတားဖို့ထိမို့ဝေးလို့ကိုထိုင်တာ တားကံဖြစ်နေတာပဲနည်းနည်းများပဲกว่าကြတာဒါဖြင့်အကျွန်တော်တို့ဘယ်လိုလုပ်ကြအောင်လဲဘယ်လိုရင်ဆိုင်ကြအောင်လဲတုံ့ပြန်ကြအောင်လဲအဘာမှအလုံးလုံးမရတော့ဘူးกว่าဆိုတော့ကျော်ဟင်းရဲ့ဒါလောက်ကိုပဲပြောပြီးစိတ်ဖြစ်အာရုံနေရပါလားအတိကြတာကတော့ကျွန်တော်တို့ရဲ့စာတကြောင် post တခုပုံတပုံဟာကမ္ဘာကြီးရာတွေပေါ်မှာရိုက်ခတ်မှုကြီးကြီးမားမားဖြစ်ဖို့တိုက်ခတ်မယ်ဆိုတာပဲအဲကမ္ဘာတန်းချီမပြောပါနဲ့ကိုယ်နိုင်ငံထဲမှာတော့ ပြည်သူတန်း90ကျော်ရဲ့စုပေါင်းအတန် collective voice တွေက dying ဆိုတဲ့တနက်တန်တစ်ချက်လောက်တောင်ကျဲခဲ့ဘူးလို့လားသို့တော့အခုဝရဲ့80 90ရီကိုတော့အေးချပြန်စမ်းစစ်ကြည့်တယ်နဲကိုယ့်ရဲ့လက်ရှိအခြေအနေကို80ရာခိုင်နှုန်းလောက်အပြောင်းလဲဖြစ်သွားစေမယ်90ရာခိုင်နှုန်းသောလှုပ်ဆောင်စရာတွေကဘာတွေလဲအဲဒါတွေကိုအာယုံဆိုင်ဖြစ်နေပြီလားအချိန်ပေးဖြစ်နေပြီလားအခုပါဝင်လာရုံနဲ့80ရာခိုင်နှုန်းလောက်တိုးတက်သွားနိုင်မယ်အလုပ်စီမံချက်ခံပိတ်ဘာရှိလဲဒါတွေမှာတော့ ပါဝင်ပေးပြီးပြီလားအဲကိုရဲ့ပျော်ရွှင်မှု80ရာခိုင်နှုန်းလောက်ကိုတက်ရောက်မှုရှိစေမယ်အရေးကြီးလူပုဂ္ဂိုလ်တွေအတွက်ရောအချိန်ပေးပြီးပြီလားချစ်ချင်းမြတ်တာပြတာပေးပြီလားဒါမှမဟုတ်အပေါ်ရန်တငယ်ချင်းတွေ Facebook ပေါ်ကလူများရဲ့မှတ်ချက်တွေအယုတ်ရှင်စာအနေနဲ့ပြောရရင်ပေါ်ပါတဲ့ကဖျက်လျှောက်တွေနဲ့ပဲအချိန်တွေစွန့်အင်နေဂုဏ်နေရတာလားအဲကဘာကြီးဆိုတာကဘာငယ်ကလေးတွေနဲ့ဖွဲ့စည်းတိစောက်ထားတာလို့မြင်ကြည့်လား ရခိုင်ကဘာကြီးအတွက်ကိုကအေးမပါတဲ့ရှေ့ဆန်ရခိုင်နှုန်းတဲကမိဃမတလူတယောက်ဆိုပေမဲ့ကို့ကဘာငယ်လေးအတွက်တော့တည့်ရမှုကြီးကြီးမားမားပေးနိုင်တဲ့ပုံကူတူဖြစ်ချင်းဖြစ်နေနိုင်တယ်ဒါကို အပြည့်ဝအာယုံဆိုင်ပြီးကို့ကဘာငယ်လေးပိုလှပလင်းလက်လာအောင်စူးစမ်းနေတိုင်းချင်းကဒါအခုလိုမရေရာတဲ့ကာလအတွက်အကောင်းဆုံးရှင်သန်နည်းဖြစ်လိမ့်မယ်လို့မြင်မိပါတယ်ဒေါက်တာဖြိုးတီဟာ22ရက်6လ2025